အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ညနာတစ်ခုလုံးစီလီကွန်နေဖုံးဖို့သွားတဲ့လူနာကိုပင်ကိုအကောင့်တိုင်းဖြစ်အောင်ချက်ထုတ်ပြလိုက်တဲ့ဒေါက်တာရဲ့ရုပ်တံ view file လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီ view file လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ မစကားလေးနည်းနည်းပြောပြရစီရှင်။မြန်မြန်လေးတော့ပြောမယ်နော်။အာခုတလောဖြစ်နေကြတဲ့ခရက်ကိုအားလုံးလည်းသိမှာပါ။မျက်နှာမှာဆီလီကွန်ထိုးလိုက်လို့မျက်နှာတွေပျက်စီးသွားကြတဲ့သူတွေရဲ့အကြောင်းလေးတွေလည်းတည်တင်းတလောက်သူလေးတွေအသိပါတယ်။အဲ့ဒီအမတွေကျမကိုလာမန်းတဲ့အချိန်မှာအဲ့ဒီအမအကောင့်ပြက်သွားတယ်လို့ပြောတယ်။နောက်ထပ်အကောင့်တစ်ခုနဲ့ပြန်ပေါ်လာတဲ့အချိန်မှာကျမကလာခဲ့ပါယုံကြည်လာခဲ့ကျမလုပ်ပေးမယ်ဆိုတာလေးပြောလိုက်တယ်ပေါ့နော်။အဲ့ဒီအချိန်မှာဟိုသွားစီချင်တဲ့မှန်လေးလည်းရှိတယ်။ဟိုကျမကို စောင့်ကြည့်တာပေါ့ဆိုတော့အကောင့်အထူးတွေနဲ့လူတွေလည်းကျွန်မတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်မဒီအဲ့ဒီလူတွေကိုလိုက်ပြီးတော့ဖြည့်ရှင်ဖို့တော့အချိန်မရှိဘူး။ဒီဖြစ်သွားတဲ့လူကောင်းဖို့အတွက်ပဲကျွန်မစဉ်းစားရတာပေါ့နော်။ဒီမန်လေးကိုကျွန်မဘာလို့ယူရတာလဲဆိုတော့စကားပြောတာပြက်တယ်တဲ့။ကျွန်မအကြောင်းသိတဲ့လူဖြစ်ပါလိမ့်မယ်။ကျွန်မဒီတကယ်ကိုစကားပြောတာဒုံးဒီပဲပြောတတ်တာ။အပေါက်ဆွဲလို့ချင်းလဲဆိုလဲချင်းပေါ့နော်။ကိုကတော့ဒီလိုပဲပြောတတ်တာ။နောက်တစ်ခုကကျတော့လှုပ်ပေးနိုင်တယ်ကျွန်မလှုပ်ပေးနိုင်လို့ဒါလည်းသူခေါ်လိုက်တာပါရှင်။ နောက်တစ်ခုကဒီညီမလေးကိုလည်းမလာဖို့တားတဲ့သူတွေရှိတယ်။အဲမလာနဲ့မသွားနဲ့ဘာလို့တော်မှလဲဆိုတာမျိုးလေးလည်းကြားရတယ်ပေါ့နော်။တချို့ကျလည်းသွားကောင်းတယ်ဆိုတဲ့ဟာလေးလည်းမြင်ရတယ်။သူလည်းစွန့်စားပြီးလာခဲ့တဲ့ပုံစံမျိုးပေါ့နော်။အဲကျမဒီသူနဲ့ထိုင်ပြီးစကားပြောချိန်မှာလည်းအခုပြောင်းမယ်နော်။အခုဆိုပြီးကျမတစ်ခါမှမပြောခဲ့ဘူး။သူ့မှလည်းမေးလို့ရတယ်။အရှင်းတော့ပြောက်စီရမယ်။ဒါပေမဲ့ကျမအချိန်တစ်ခုတော့ပေးပါ။ သုံးနှစ်လောက်ထားကြာနေတဲ့ဟာကိုကျွန်မသုံးလာတော့အချိန်တခုပေးပါဆိုတဲ့ဟာကိုကျွန်မတောင်းဆိုတယ်။တောင်းဆိုပြီးတဲ့အခါမှာလူတယောက်ဒီတစ်မျက်နှာလုံးချစ်ထုတ်ဖို့ဆိုတာခံနိုင်တဲ့အင်အားမရှိဘူး။အဲနောက်တစ်ခုကသူကအရေပြားနဲ့ဆီလီကွန်နဲ့ဂါ က်သွားတာမဟုတ်ဘူးကော့လို့ကက်သွားတာမဟုတ်ဘူးเนาะခွာလို့ရတယ်နောက်တစ်ခုကဒီလာလုတ်တဲ့အမဆိုရင်သူ့မှာသူ့သမီးလေးပါလိုက်ကျွန်မခွာပြီးချစ်ထုတ်တဲ့တချိန်တော့သူ့ညီမသူ့သမီးလေးကိုကြည့်ခိုင်းတယ်မြင်လားသမီးအကုန်ချစ်ထုတ်ပြီးတယ်ဟောင်းဟောင်းဖြစ်သွားတာဒီကျွန်မပြရတယ်ဆိုတော့တကယ်လို့လို့ရတယ်လုတ်လို့ရတယ်ဆိုတာလေးကိုသိစေချင်တာပေါ့เนาะလုတ်လို့မရအောင်ဆိုတာမရှိဘူးဒါပေမဲ့ခုနကပြောသလိုအရန်ကြာသွားတဲ့ဟာဆိုဘယ်လိုလေးလုပ်ရမလဲသူ့ရဲ့ကိုခံအားဘယ်လောက်ရှိလဲဆိုတာမျိုးလေးနေကျွန်တော်တို့ချိန်ပြီးလုတ်ပြရတဲ့သဘောမျိုးပေါ့เนาะအခုပြောနေတဲ့စကားပြောတာလောတာတို့မားတာတို့ပါရလေဖြည့်စွတ်ပြီးတော့နားလဲပြီးတော့ နားထောင်ပေးကြပါနော်။ကျွန်မဒီလူတော်တော်များများရဲ့ error တွေရှင်းပြထားတာတအားများတယ်။ကျွန်မ10စုနှစ်ကျော်ပြီဒီလိုလောက်တာထင်ထင်ပေါ်ပေါ်ကြီးနဲ့ဟာသူများကဒါဘာလို့လောက်လာလို့ဆိုပြီးကျွန်မမပြောဘူး။ဘာလို့လောက်လာလို့ဆိုပြီးမပြောဘူး။ကျွန်မလှုပ်ပေးနိုင်ရင်လှုပ်ပေးလိုက်တဲ့အတိုင်းအစားလေးပဲရှိတယ်။အခုလည်းဒီအမတွေရဲ့အဖွဲတွေထက်လာလို့ချင်တယ်လို့ပြောရတဲ့အတွက်ကိုကျွန်မအရန်လှုပ်ပေးချင်ပါတယ်။ one letter ပါတယ်။ဒါပေမဲ့ကျွန်မ မိဖွားဘဝ73ရက်လောက်ပဲလိုတော့တဲ့အခါကျတော့ကျွန်မအာနာနာနဲ့ညင်းလိုက်ရတာရှိပါတယ်ဒါပေမဲ့မပူပါနဲ့မချုပ်ဆူဆိုင်ရဲ့အဖြစ်ကိုစောင့်ပါဒီအမကောင်းသွားပြီဆိုရင်ကျွန်မအကုန်လုံးလုပ်ပေးဖို့အတွက်အဆင်သင့်ပါ အဲဒီအမမျက်နှာလာချစ်ထုတ်တဲ့အချိန်မှာသူ့ဘက်မှာလည်းသူ့ဘက်ကအဆောင်ကြီးလူတွေရှိတယ်ကျမဘက်မှာလည်းဆောင်ကြီးခံရတဲ့အရာတွေရှိပါတယ်ဒီအမကိုလုံးမဲ့ဆွဲချိန်မှာကျမကျမဆရာသမားတွေကိုလှမ်းပြောတယ်ပေါ့နော်အဲဆရာကဒါလေးဒါလေးလုပ်ချင်တယ်သူ့ကိုလုပ်ဖို့အတွက်အဆင်ပြေနိုင်မလားဆိုပြီးတော့ကျမမှုကင်းဆရာဝန်ကိုလည်းဖုန်းဆက်တယ်အုံနောက်နဲ့အောင်ကျော်ဆရာဝန်ကိုလည်းဖုန်းဆက်တယ်အကုန်လုံးကျမဖုန်းဆက်တယ်အဲ့ဒီမှရှိနေဆက်တာနော်ကျမနောက်ပယ်မှာမလုပ်ဘူးရှိမှဆက်တော့အကုန်လုံးကအဲလုပ်ပေးချင်တဲ့ဆန္ဒကိုလည်းတည်တယ်တေချာလေးကြီးဆိုက်ပြီးလုပ်ဒီနေရာတွေကဝက်ချံထွက်ရင်တောင်မှတည်တတ်တယ်နော်အဲ့တော့ ကိုကတော့ဒီအနာတိုမီအကြောင်းကိုနားလည်ထားပြီးသားဆိုပေမဲ့ဂယူဆိုင်ပါလွန်လွန်မင်းကြီးမလုပ်ပေးလိုက်နဲ့အတက်နိုင်ဆုံးတော့ကိုကိုကိုလည်းဂယူဆိုင်ပြီးလုပ်ပါဆိုပြီးကျမဆရာလေးကျမကိုအနောက်ကနေတတိပေးတန်နေနဲ့အတူတူကျမလုပ်ရတယ်အဲ့တော့ကျမဒီတကယ်ပါတချို့ဆိုရှိတော့ယူမလားမသိဘူးเนาะအဲ့ဒီအမအကိုကျမလှုပ်ခန့်နေမှာဖះဆိုင်ရွက်ကြတယ်ကျမဖះောင်းနိုင်နေထုံးနေအကုန်ပေါ့เนาะလုံးနိုင်နေအင်အားကြီးအကုန်လုံးလုပ်ပြီးတော့မှကျမလှုပ်တာဘာဖြစ်လို့လဲဆိုတော့ ကျွန်မပညာကိုကျွန်မယုံပင်မဲ့ကန့်ကျွန်မကဘယ်သူကန့်ကျွန်မကဘာမှပြောလို့မရဘူးလေနော်အဲ့ဒီကြားရတဲ့အလုပ်ရတာကျွန်မရဲ့စိတ်တည်တစ်ခုပဲကျွန်မမှန်တော့သစ္စာစကားတည်ဒီအမှုသမီးလေးပုံမှန်မျက်နှာလေးဖြစ်ပါစီဆေးမတောက်ရဘဲနဲ့ကြမ်းကြမ်းမာမာဖြစ်ပါစီဆိုတဲ့စိတ်ဆန္ဒတစ်ခုပဲရှိနေဘာလို့ဘာလို့လဲဆိုတော့လူတိုင်းလူတိုင်းမှာသူတို့ရဲ့နောက်ကျောနောက်မှာ တို့မိခိုနေရတဲ့တို့ဆောက်ဆောက်တို့ရဲ့တန်ရောဆင်နေနေနေရတဲ့လူလေးတွေရှိတယ်ပေါ့နော်အဲ့ဒီလူလေးတွေခံစားရမှာလို့လည်းကျွန်မမလို့ချင်ဘူးနောက်တစ်ခုအစည်းတွေအရင်တောက်ပြီးကြောက်ကက်တွေပြတ်သွားရင်ဒီမျက်နှာထက်အစာပေါင်းများစွာကုန်မဲ့ငွေတွေလည်းမဖြစ်စေချင်သလိုခံစားရမဲ့ဝေဒနာတွေလည်းမဖြစ်စေချင်တဲ့အတွက်ဒီအမောက်ဒီလိုလုပ်ဖို့အတွက်ကိုကျွန်မ စိန်ခေါ်ပြီးလုပ်ခဲ့တာပေါ့နော်သူ့ကိုလုပ်တဲ့အချိန်မှာလဲလာလုံးမယ်အခုစင်မော်တက်ဆိုပြီးကျွန်မလုပ်တာမဟုတ်ဘူးဒီအမရဲ့သွေးတွေအကုန်ပြန်စစ်တယ်သွေးစစ်တယ်ပြီးရင် ECG ဆွဲတယ်လုံတင်လုံထိုက်တာတွေအကုန်လုံးကျွန်မတဆင်ချင်းလုပ်ပြီးတော့မှဒီအမကိုလုပ်ပေးခဲ့တာပေါ့နော်အဲ့လိုပဲအမနဲ့အတူတူဖြစ်နေတဲ့သူတွေအကုန်လုံးလည်းကျွန်မတခုတော့စိတ်ခုံအားလေးပေးပြရစီအကောင်းဆုံးဖြစ်အောင်လို့ဒီအမရဲ့အဖြစ်ကိုစောင့်ကြည့်ပြီးအားလုံးစိတ်ချမ်းသာပြီဆိုရင် လာခဲ့ပါကျွန်မကလေးမှုပြီးတလှလေးပဲနားပါမယ်ကျွန်မတလှလေးပဲနားမယ်ချက်ချင်းပြန်လုပ်ပေးပါမယ်လောကနမိတ်တက်မပြောချင်ဘူးမိမကိုကိုခန္ဓာကိုယ် body ဈေးထိုးပေးလိုက်လို့ filler ထိုးပေးလိုက်လို့ဒီမှာမိမကိုချစ်ထုတ်ချင်နေဆိုတော့တရအဲ့ဒီမှာလေးလေကျွန်မလောလောဆယ်အလုံးမပေးနိုင်သေးပါဘူးကျွန်မမွေးခမ်းနေဖြစ်နေတဲ့အတွက်နောက်ဖင်မှာဖီလာထိုးလိုက်ပြီးတော့မှပြည်တယ်ပြီးခုနောက်တရအဲ့ဒါဆရာမတရားစီကျွန်မလွှဲပေးလိုက်တယ်ဟိုမနေ့မနေ့ကမနေ့ကပေါ့နော်အဲ့တော့နည်းနည်းလေးဂယူဆိုင်ပြီးတော့ ဘယ်လိုပြောမလေးလာပေါ့လေးလာစီချင်တာပေါ့နော်